အားလုံးမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့ပထမပိုင်းမှာနာမည်ကြီး Bitcoin တို့ Tesla တို့ Nvidia တို့တဲ့ပိုကောင်းတဲ့ stock သုံးခုအကြောင်းကို ပြောခဲ့ပြီးဖြစ်ပါတယ်အထူးသဖြင့်ဒီတစ်နှစ်အတွင်းမှာပေါ့ပြီးခဲ့တဲ့နှစ်မေလနဲ့ဒီနှစ်မေလဒီဒုတိယပိုင်းမှာကျွန်တော်တို့အနေနဲ့ထပ်ပြီးတော့နည်း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 ထပ်ပြီးစီစစ်ပါမယ် ထူးသဖြင့် D stock 3ခုဟာတိတ်ပြီးတော့ညက်တယ်ဆိုရင် investment လုပ်တင်လာရင်းနှီးမြှုပ်နှံတင်လာ ဆိုတဲ့အပိုင်းဖြစ်ပါတယ်အဲ့ကြကျွန်တော်တို့က investment လုပ်ကြပြီဆိုရင်ကျွန်တော်တို့ကတကယ် investor တိုင်းမှာစီစစ်ဖို့နှစ်ခုရှိပါတယ်ဆုံးရှုံးနိုင်ခြေလို့ခေါ်တဲ့ risk နဲ့ မျက်နိုင်ကြီးလို့ခေါ်တဲ့ return ဖြစ်ပါတယ် risk and return အဲ့ဒီနှစ်ခုကို စီစစ်ပြီးမှသာကျွန်တော်တို့ investment တစ်ခုကိုလုပ်တက်ပါတယ်တကယ်ဝါရင့်နဲ့ investor တွေကမျက်နိုင်ကြီးတဲ့ဆုံးရှုံးနိုင်ကြီးကို အရင်အာယုံစိုက်ပြီးကြည့်လို့ရှိပါတယ်သူနဲ့ပြောင်းပြန်မှာတော့ အတွေ့အကြုံမရှိတဲ့ investor အများစုတာမန်လူတွေရတော့မျက်နိုင်ကြီးကိုပဲအယုံစိုက်ပါတယ်တနည်းအားဖြင့် return ကိုပဲကြည့်ပါတယ် return chasing လုပ်တယ်လို့ခေါ်ပါတယ်အခုနာတကယ်ဝါရင့်တဲ့ investor ကြီးတွေအားကြတော့ဆုံးရှုံးနိုင်ကြီးကိုအ ਨੇ ဆုံးဖြစ်အောင် risk mitigation ပေါ့ risk management ကိုအဓိကထားပါ အဲ့ဒီကြတော့အဲ့ဒီဝါရင်းနဲ့ investor ကြီးတွေကအခုငါပြောတယ်ကျွန်တော်တို့အပေါ်ယံမြင်ရတဲ့ stock ဈေးနှုန်းနဲ့အမြတ်တဲ့အဲ့ဒီ stock နောက်ွယ်မှာရှိတဲ့စီးပွားရေးလုပ်ငန်းရဲ့ငွေကြေးအခြေခံနော် financial fundamental တွေကိုသူတို့ကြည့်လေရှိပါတယ်ကျွန်တော်တို့ဒီမှာနော်အခုငါပြီးခဲ့တဲ့အခေါက်က ပြောခဲ့သလိုပဲဒီအလကားရတဲ့ဒီ အဲ Google Finance ကနေကျွန်တော်တို့သွားပြီးတော့စီစစ်လို့ရပါအပေါ်ရန်အားဖြင့်ပေါ့လေတကယ်တမ်း store တွေဝယ်မယ် investment လုပ်မယ်ဆိုရင်တော့တကယ်ဒီတည်းမကစီစစ်ဖို့လို့အချက်လက်တွေအများကြီးလိုပါကျွန်တော်တို့ဒီမှာဘာမှမပေးရတဲ့အလကားရတဲ့ Google Finance ပေါ်မူတည်ပြီးတော့ဘလို့ sunset လို့ရရတဲ့လဲဆိုတာလေးကို ကျွန်တော်ဒီမှာပြသွားပါဒီမှာကျွန်တော်တို့ပြီးခဲ့တဲ့အခေါက်ကပြောခဲ့တဲ့ regenerative bioscience တကယ်မင်းသားအမြင့်ဆုံးရတဲ့ stock သူ့ကိုကြည့်လိုက်မယ်ဆိုရင်เนาะသူ့ကိုเนาะအခုအချိန်မှာသူတစ်နှစ်အတွင်းမှာအခု180ခွန်ပေါ့ဒီနေ့မှာเนาะအောက်မှာကျွန်တော်တို့နည်းနည်းလေးဆင်းလိုက်ရင်သူ့ရဲ့ income statement အရှုံးမြတ်စရင်ကျွန်တော်တို့တွေ့ရပါအဲ့ဒီမှာသူ့ရဲ့2020နဲ့2024အထိအရှုံးအမြတ်တွေတွေ့ရပါအောက်မှာသူเนาะပြထားတယ် ဒီရောင်းအား revenue ကိုအပြာလေးနဲ့ပြထားရယ် net income အတည်အမြတ်ပေါ့နော်ဒီမှာသူ့ကိုကျွန်တော်တို့စီစစ်ပြီးကြည့်လိုက်မယ်ဆိုရင် regenerative science ကလုံးဝရောင်းအားမရှိပါဘူးရှုံးမဲ့ရှုံးနေပါတယ် net income အရဆိုအဝါအောက်မှာ minus တွေဖြစ်နေနော်ပြီးခဲ့တဲ့ဒီ9နှစ်အတွင်းမှာဒီရှုံးနေတဲ့ကြားတွေဟာဒီ9နှစ်မှာသူ့ရဲ့ stock ဈေးနှုန်းကကြောက်ခမန်းလေးလေးတက် ဒါ stock market ရဲ့ထူးခြားတဲ့အချက်ရှုံးတဲ့လုပ်ငန်းလေ stock ဈေးကတက်ချင်တက်တာဘုသူတအနေနဲ့သိပေါ့အဲ့ကြအယံတတိထားဖို့လို့အဲ့ကြကျွန်တော်တို့နောက်တစ်ခုကိုကြည့်အောင်နော်နောက်တစ်ခု new tax hub ခုချိန်မှာ169ဖြစ်နေနော်သူ့ကိုကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့နော်အရှုံးမြတ်စင်းကိုကြည့်လိုက်မယ်ဆိုရင်သူကတော့2020ကနေ2024ရောင်းအားရှိတယ်နော် အပြာနဲ့ပြတာရောင်းအား तू ကအမြန်အားဖြင့်2020မှာမြတ်တယ်ဒီဘက်မှာအဝါလေးနဲ့ net income 2021မှာမြတ်2022မှာရှုံးတယ်2023မှာရှုံးတယ်2024မှာ तू အမြတ်ပြန်ပေါ်တယ်နော်ဆိုတော့ तू ကမစိုးဘူးအခုက region sale နဲ့ဆိုတော့နော်နောက်တစ်ခုကျွန်တော်တို့ rackety computing ကိုတစ်ချက်ပြန်ကြည့်အောင်เนาะသူတနေ့သူ့ကိုလဲ financial statement annual ပေါ့เนาะ annual မှာပြန်ကြည့်လိုက် ူလဲရှုံးနေတာเนาะသူလဲရှုံးနေတာအဲသူ့မှာရောင်းအားတော့နည်းနည်းတော့ရှိတယ်ဒါပေမဲ့ရှုံးတာပုံများเนาะအဲ့ဒီကြတော့ကြည့်လိုက်ရင်ဒီ store 3ခုစလုံးမှာအကောင်းဆုံး return ရတယ်ပြီးခဲ့တဲ့နှစ်တွင်အကောင်းဆုံး return ရတယ် Regenser Bioscience ကတော့ရောင်းအားကိုမရှိเนาะသူကအရှုံးကြီးပဲပြဒုတိယကောင်ဖြစ်တဲ့ Newtex ကတော့เนาะမြတ်တော်မြတ်တယ် ဒါပေမဲ့2022နဲ့23မှာအယောင်အားရှိတယ်2022နဲ့23မှာရှုံးတယ်2024မှာပြန်မြတ် Rickety Computing ကကြာတော့သူလည်းရောင်းအားရှိတယ်ဒါပေမဲ့သူ့အရှုံးကအရန် net နော်အရန် net သူ့အရှုံးကနော်ဆိုတော့အဲ့ကြဒီဥစ္စာ3ခုကိုနော်စံထားပြီးတော့နော်ဒါကိုတည်ပြီးတော့ကျွန်တော်တခြားနာမည်ကြီး Apple တို့ Nvidia တို့နဲ့ကျွန်တော်တို့တွားပြီးရှင်းကြည့်အောင် ဥမာ Apple မှာကြည့်လိုက်မယ်ဆိုရင် Apple ရဲ့နော်နှစ်စဉ်ဝင်ငွေကဒီမှာကြည့်2020နဲ့2024ရောင်းလဲရောင်းရတယ်မြတ်လဲမြတ်2024မှာ Apple ရဲ့ဝင်ငွေ revenue ရောင်းအားဘီလံ391ရှိတယ်သူ့ရဲ့စုစုပေါင်းဝင်ငွေက63ဘီလံရှိတယ်နော်အဲ့ကြသူအဲ3ပုံတပုံလောက်သူ့ရဲ့ နဲ့အင်ကန်အသက်တင်အမြတ်ကရှိတယ်ရောင်းအားရနော်တခါအဲ့ဒီမှာကျွန်တော်နောက်ထပ် Nvidia ကိုတွားကြည့်အောင် Nvidia ကိုတွားကြည့်ရင် Nvidia ရဲ့နော်ဒီနောက်ဆုံး2024 25ရောင်းအားကသူက revenue 130လောက်ရှိတယ်ရောင်းအား130လောက်ရှိတဲ့အချိန်မှာသူ့ရဲ့ net income က82လောက်ရှိတယ်ဆိုတော့သူ့ရဲ့ ရောင်းအားနဲ့အသက်တင်အများနဲ့ဆိုရင်သူ့ရဲ့အသက်တင်အများက60ရာခိုင်နှုန်းလောက်တောင်ရှိတယ်နော်အဲ့ကြအများကလည်းတကယ်ကောင်းတဲ့အတွက်သူ့ stock ကလည်းဈေးတက်တာဆိုတော့ဒါကိုခြုံငုံကြည့်လိုက်ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ stock 3ခုကထင်တဲ့လောက်အခြေမခိုင်သေးဘူးဈေးသာ တက်နေတာသူတို့ကိုဝယ်ပြီး investment လုပ်မယ်ဆိုရင်ရေရှည်မှာ ဒီတိုင်းဆက်တက်ဖို့မတက်ဖို့ ਆ မသေးကြဘူးအခုဒီဘက်ကတကယ်အခြေခံပြီးသား stock အကြီးကြီးနော် Apple တို့ Nvidia တို့ ਨੇ ရှင်းလိုက်ရင် အခုနကျွန်တော်တို့ပြောခဲ့ stock 3ခုကအလွန်ကိုဆုံးရှုံးနိုင်ကြများ ဆုံးရှုံးနိုင်ကြများတယ်ဆိုတာအတက်နဲ့လိုက်ဝယ်မိတဲ့အတွက်ပြန်ကျနိုင်ကြများတယ်ဘယ်သူမှဘလောက်ထိထတ်တက်ပြီးတော့ဘလောက်ထိပြန်ကျမယ်ဆို ဘယ်သူမှမှန်းလို့မရအဲ့ဒီဟာကိုခေါင်းထဲမှာအမြဲထည့်ထားပါ investment လုပ်မယ်ဆိုရင်ဘယ်သူမှရှေ့မှာဘာဖြစ်မလဲဆိုတာမှန်းလို့မရပါဘူးဖြစ်ချင်တာဖြစ်တာဒါကြောင့်မို့လို့ဝါရင်းနဲ့တကယ် investor အကြီးကြီးကအမြတ်တဲ့နော်မြတ်နိုင်ကြီးတဲ့ဆုံးရှုံးနိုင်ကြီးကိုနည်းအောင်လှူရခြင်းဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်တတိယပိုင်းမှာ ကျွန်တော်တို့ဒီ stock 3ခုကရေရှည်မှာရင်းနှီးမြှုပ်နှံဖို့ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတဲ့ဟာကိုကျွန်တော်တို့တကယ်အခြေကျပြီးသား stock ကြီးတွေနဲ့ကျွန်တော်တို့နှိုင်းရှင်ပြီးတော့ပြန်လဲဆန်းစစ်ပြတာပါကျေးဇူးတင်ပါ